အော်မာလာဟင်းရတယ်အလူးမာလာရတယ်ဖထုတ်ကြော်ရတယ်ဒီခုနွေးရတယ်မနေ့ပိုင်းကျတော့ရှမ်းခေါက်ဆွဲတွေဂျုံစီကျဲမီရှေပေါက်စီတွေရတယ်မနေ့ခုနှစ်တိုင်းကညခုန်ခွဲထိတနေကုန်ဖွင့်နေချင်းရှမ်းခေါက်ဆွဲရတော့မနေ့ပိုင်းပဲရတယ်ပေါက်စီရလည်းမနေ့ပိုင်းပဲရတယ်ခုနွေးကတို့ကတက်တက်လူရတယ်ချက်သားထည့်လဲရတယ်ဝတ်သားထည့်ခြင်းလည်းရတယ်ချက်သားထည့်လို့နော်အမ်မလာဟင်းစားများတယ် အာသူဖူးနှွေးတွေစားများတယ်။မနေ့ပိုင်းကျတော့ရှန်ခေါက်ဆဲပေါက်စီတွေလည်းစားများတယ်။ဆိုင်နမယ်လေးအတိုင်းပဲပေါ့နော်ဆိုင်ရှင် NG ကိုရိုင်းရလဲလာရှုတူစစ်စစ်ဖြစ်တာမို့လို့လာရှုရတာမရမှာတော့စိတ်ပူပြဘလို့ဦးပေါ့နော်ဒီဆိုင်လေးမှာဆိုရင်ရှမ်းခေါက်ဆွဲတူဦးနှွေးမာလာဟင်းမန်တိုပေါက်စီစတဲ့ပြင်အစုံလင်းရှိပါတယ်ဒါပေမဲ့ရှမ်းခေါက်ဆွဲနဲ့မန်တိုပေါက်စီစားခြင်းတော့မန်တမိုင်းအမိတော့စားကြပါကျွန်တော်ရောက်တော့ရောနေလက်တန်းမို့လို့ရှမ်းခေါက်ဆွဲနဲ့ပေါက်စီတော့မရတော့ဘူးပေါ့နော် ဲ့တော့ကျွန်တော်ကတိုဟူးနှွေမာလာဟင်းအာလူးမာလာထရုတ်အုပ်ကန်နဲ့တိုဟူးကြော်လေးမှာခဲ့ပါဗျာ ဒီဆိုင်ရောက်လာရင်သုံးဦးတို့ကလုံးဝမဖြစ်မနေစားကြည့်တယ်လည်းပါပါတယ်။ဆန်စည်းဘက်လေးတွေကိုသုံးဦးနဲ့ဆက်စိန်လေးထဲမှာအီတာကွေးလေးပါညှက်ထည့်ပြီးထားတော့စားရတာအရန်လိုက်ဖက်ပြီးရန်ကောင်းပါတယ်။အသားတွေလည်းအများကြီးပါတယ်ပေါ့နော်။ကျွန်တော်ကတော့လုံးဝအမှတ်ပြပေးပါတယ်။ကြိုက်လုံးလို့နှစ်ပွဲတော်မှစားဖြစ်ခဲ့ပါတယ်။မာလာဟင်းဆိုရင်လည်းအရွက်စုံလေးပါပြီးရောပေါ်ရှင်လည်းရမ်းများပါတယ်။အသူနယ်ထားတဲ့အနှစ်လေးကလုံးဝအသက်ပါရန်ကောင်းပါတယ်။မာလာဟင်းလေးလည်းထွိုင်းကြည့်ပြအောင်ထွိုင်းကြည့်ကြပါ အာလူးမာလာဆိုရင်လည်းမာလာအရတာလေးနဲ့အပေါ်ကပင်သိန်းလေးပါအုပ်ပြီးထားတော့အနံ့မမွေးလေးနဲ့စားလို့အရင်ကောင်းပါတယ်။ဖတ်ထုတ်အိုကန်နဲ့အာလူးကြော်လေးနဲ့အချင်းလေးနဲ့တိုက်ဖက်ပြီးတော့စားလို့ကောင်းခဲ့ပါတယ်။ဒီနှုံးလေးရလေ3500နဲ့8000အထိအစားစားရှိတာမို့လို့အရန်ညားရတယ်တော့မပါဘူးပေါ့နော်။ လာရှုရတာဆစ်ဆစ်ကြိုက်သူတွေအတွက်အတောင်းကလာဘက်ရောက်ရင်တော့လာရှုရတာဆိုင်လေးကိုလာရောက်မီးဆန်းကြည့်ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျ